ပါရှင်။ Toy Wash ရဲ့တပတ်အတွင်းတနင်္လာရီတင်အစီအစဉ်ကနေကြိုဆိုပါရစေ။ကျမတော့ရွှန်ပါ။အခုတပတ်မှာတော့ November 14ရက်နေ့ကနေ20ရက်နေ့အတွင်းဖြစ်ပွားခဲ့တဲ့တနင်္လာရီတိုင်းအတွင်းတင်ပြတွေကိုတင်ဆက်သွားဖို့ရှိပါရစေ။တင်ဆက်ပေးမယ့်တင်ပြတွေကတော့တနင်္လာရီတိုင်းအတွင်းပထမဆုံးမြို့သိမ်းတိုက်ပွဲအဖြစ်မောတောင်မြို့ကိုသိမ်းပိုက်လိုက်တဲ့အကြောင်းစောတိကယတနာပိုက်လိုင်းစီမံကိန်းဝန်ကျင်ကိုဆေးရနာရှင်တပ်ဖုံးကျဲလို့အမျိုးသမီးတအုပ်သိမ်းဆုံးတဲ့တည်တင် မြေပုတ်ပြင်ပြီးတော်ဆူလမ်းမှာစစ်စိမ်းမှုပိုတင်းကျပ်လာလို့ကာသမားရဲ့အခက်တွေ့နေရတဲ့အခြေအနေအပါအဝင်တပတ်အတွင်းသတင်းတွေကိုတင်ဆက်ပေးသွားမှာပါရှင်။ဒါအပြင်ဒီအပတ်အတွက်အထူးသတင်းပေးဖို့ချက်အဖြစ်ဆေးရနာရှင်တပ်ရဲ့ပြည်သူဗဟိုပြုတိုက်ခိုက်မှုတွေကြောင့်တနင်္လာရီတိုင်းမှာစစ်ဆောင်တသိန်းနီးပါးရှိလာတဲ့အကြောင်းကိုရှုစားရမှာဖြစ်ပါတယ်။ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့မော်တော်မျိုးကိုတော်လန်ရေးတပ်တွေကနွေဝါလ14ရက်နေ့မနက်ပိုင်းမှာတိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။ ။သတင်းအပြည့်အစုံကိုဒွေဝက်ရှ်အဖွဲ့သားတဦးကပြောပြပေးသွားမှာပါရှင်။ထိုင်းမြန်မာနေဆံမော်ရမျိုးကိုတော်လိုက်တယ်ကတိုက်ခိုက်သေးပိုင်လိုက်ပါ යි ။ဒီနေ့တိုင်းမျိုးနဲ့မော်ရမျိုးအဝင်ရှိဆန္နာရှင်တန်စစ်စေးကေကိုတော်လိုက်တက်တွေကနိုင်မလားစတင်နေမွန်လေးဖိုင်ကစတင်တိုက်ခိုက်ခဲ့တာပါ။အဲ့အခြေကစပြီးတော်လိုက်တက်တွေနဲ့ဆန္နာရှင်တက်တို့တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး လေးမျိုးနှစ်မှမိသားသေးပိုင်လိုက်တာလို့ဆိုပါတယ်။မော်လမျိုးတေးတိုက်ပွဲကိုကရင်အမျိုးသားလွန်မြောင်ရေးတပ်တော် KNA ဗမာပြည်သူလွန်မြောင်ရေးတပ်တော် PPLA အင်ဂျင်ပြည်သူကာကွယ်တပ်တော် PDF နဲ့ပြည်သူကာကွယ်ရေးအဖွဲ့ကော်လူလီတပ်တော် KDRA Vote for Federal Democracy FFD စတဲ့တော်လိုင်းတပ်တွေကပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲတွင်စစ်သူပန်း40ကျော်ဖမ်းဆီးရမိပြီးတရား30မမလက်နက်ကြီး2လက်နဲ့လက်နက်ကြီးကြီးတရား80ကျော်60မမလက်နက်ကြီး3လက်အပကြီး2လက်ငချင်းမီတလက်လက်နက်ငယ်36လက်နဲ့အတူ အခြားစစ်သုံးပစ္စည်းတွေတင်စီနိုင်နေတယ်လို့ PPLA ကထုတ်ပြန်ပါတယ်။တိုက်ပွဲတွင်စစ်နာရှင်တပ်ကလေကြောင်းက အပြင်းထန်ပုတ်ချက်တက်ခိုက်ခဲ့တဲ့အပြင်လက်နေချင်းနဲ့ပါမကြကနာပြတ်ခတ်ခဲ့ပါတယ်။ဒွိမာနစနေနေ့ဆလရနေ့အထိဆက်နာရှင်တပ်ဖက်ကနေဖက်ရောညဖက်မှာပါချက်တိုက်လေးရင်ဝိုက်တွဲလေးရင်တွေနဲ့ဘိုးလို့ရရှာချီချက်ချတက်ခိုက်ခဲ့တာပါ။ကျွန်တော်ဒီတပ်ဖွဲ့ဝင်အချို့ရဲ့အဆိုအရဆက်နာရှင်ဘက်တော်သား50လောက်ဟာမောရောင်မျိုးရှိတောင်ချီခါနီတစင်ထိုင်းစစ်ကားတွေဝန်ရံကား ပကြော့မျိုးကိုပြောင်းရွှေ့သွားတယ်လို့ပြောပါတယ်။မြို့သေးတိုက်ပွဲအတွင်းဘောလုံးမျိုးခံအားလို့ထွက်ပြေးတိရှောင်နေကြပြီးစာနာရိတ်ခါနဲ့နေထိုင်မဲ့အမိုးကာတွေအရေးပေါ်လိုအပ်နေပါတယ်။ရေဖြူမျိုးနဲ့ကလင်အောင်မျိုးအနီးဇော်တိကယတနာပိုက်လိုင်းစီမံကိန်းဝန်ကျင်ကိုဆရာနာရှင်တက်ကဘုံကျဲတက်ခိုက်ခဲ့ပါဗါရယ်။အဲ့လိုဘုံကျဲခံရတာကြောင့်အနီးဝန်ကျင်မှာရှိတဲ့ကြောင်လုံးကြီးရွာကအသက်၁၉နှစ်အရွယ်မင်းကလေးတဦးဘိုးစားထိမှန်ပြီးတိတ်ဆုံးခဲ့တယ်လို့သိရပါဗါရယ်။ ီတဲ့တင်ကိုတော့ Dwell Wash အဖွဲ့သားတူကပြောပြပေးသွားမှာပါ time မြန်မာနယ်စပ်နိုင်တောင်ဒေသကိုတနေ့တိုင်းကန်လွန်ကနေတဘာဝတန်းငွေတက်ပို့နေတဲ့တန်းငွေပိတ်လိုက်တွေသွတ်တန်းထားတဲ့ဧရိယာအနီကိုနွန်ဘာလ17ရက်နေ့နေ့လယ်ပိုင်းမှာဆက်နာရှိတပ်ကပုံကျဲတိုက်ခိုက်ခဲ့ပါရီရေဖြူမြို့နယ်ကလိန်အောင်မြို့အနီပိတ်လိုက်စီမံကိန်းတွေရဲ့နယ်မြေတမတ်ချစ်အရာဤသရီးစုံကနေပေ3000လောက်အကွာကို white train လေးနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာပါ ဗိုလ်ကြီးခန့်ရတာကြောင့်အဲ့ဒီအေရီးယားနောက်မှာရှိတဲ့ကျောင်းလုံးကြီးရွာကအသက်16နှစ်အရွယ်မိတ်ကလေးတူဘုံစအထိမှန်ပြီးဥခေါင်းကျေမွတိတ်ဆုံခဲ့ပါတယ်။နိုင်တောင်သွားတဲ့ကျောင်းပုံနယ်ဆက်လမ်းနဲ့ရေးတော်ဝဲကလန်ကလေးအောင်လမ်းပိုင်းတွေမှာစစ်တပါလလေကလေးကစေးလို့ရှောင်းမှုတွေညိတ်တက်နေတာလို့တော်လိုင်းအင်အားစုတွေကပြောပါတယ်။ တနင်္သာရီကန်လို့ရှိဇော်ဒီကစီမံကိန်းဖြစ်တဲ့ M1 A level လောက်ကွက်မှာ ETN company ကတန်ငွေထုတ်ယူနေပြီးယန္တနာစီမံကိန်း F5 MC လောက်ကွက်မှာ MGTC company ကတဘာဝတန်ငွေထုတ်လုပ်ပြီးပိုက်လိုင်းနဲ့ထိုင်းနိုင်ငံကိုတည်ပို့နေတာပါလောင်လုံးမြို့နယ်မှာတိုက်ပွဲဖြစ်ပြီးတဲ့နောက်ဒဝေမြို့အဝင်အထွက်ဂိတ်ဖြစ်တဲ့ကမျိုးကင်းတဒါစစ်စေးရေးဂိတ်မှာခရီးသွားပြည်သူတွေကိုအစစ်အစေးတင်ကြပ်လာပါတယ်။ နွေဗလာစနေရနေ့ကလောင်လုံးမြို့နယ်ညင်းမော်ကျေးရွာမှာဆေးအနာရှင်တပ်နဲ့တော်လှန်ရေးပူးပေါင်းတပ်တွေတိုက်ပွဲအပြင်းထန်ဖြစ်ပြီးတဲ့နောက်လောင်လုံးနဲ့ဒဝဲမြို့ကုတတားဖြစ်တဲ့ကမျောကင်းတတားစစ်စီရေးကိမ်းမှာအစစ်အစေးပြန်တင်းကျပ်လာတာပါလောင်လုံးနဲ့ရေဖြူမြို့နယ်ကလာတဲ့ဆိုင်ကယ်စပိန်တွေဂိတ်ရှိမရောက်ခင်ဆင်းတွန်းကြရပြီးသုံးဖိနဲ့ကားပေါ်လိုက်ပါလာတဲ့ခရီးသည်တွေကိုလမ်းဆင်းလျှောက်ပြီးအစစ်အစေးခံရတယ်လို့ဒေသခံတွေကပြောပါတယ်တဝယ်မျိုးကနေလာတဲ့သူတွေလည်းမှတ်ပုံတင်ပြရပြီးအစစ်စစ်ခံရတယ်လို့မြို့ခံခီးသွားတွေကပြောပါတယ် စစ်ဆေးမှုဖြေလျှော့ထားတာကာလအတော်ကြာပြီဖြစ်ပြီးလောင်းလုံးတိုက်ပွဲကြောင့်အစစ်ဆေးပြန်တင်းကျပ်လာတာဖြစ်ပါတယ်တိုက်ပွဲကြောင့်လောင်းလုံးဒေတာခန့်တွေမျိုးပေါ်ကိုတင်းရှောင်းတာတွေများလာတဲ့အတွက်အခုရက်ပိုင်းပုံမှန်ထက်အစစ်စေးတင်းကျပ်လာတာလို့နောင်လုံးမျိုးခန့်တချို့ကပြောပါရယ်။ညင်းမော်ကျေးရွာကိုစစ်ကြောင်းထုတ်လာတဲ့ဆီယနာရှင်တပ်နဲ့တော်လန်ရေးတပ်တွေနိုဝင်ဘာလ10ရက်နေ့နဲ့12ရက်နေ့တွေမှာတိုက်ပွဲဖြစ်ခဲ့တာပါ။တိုက်ပွဲအတွင်းဆီယနာရှင်တပ်ကဒေတာခန့်တွေနှစ်ဆောင်နဲ့ဖြီသူပိုင်ဆိုင်ကယ်3စီးကိုမိရှုဖျက်ဆီးခဲ့ပါရယ်။ တိုက်ပွဲကြောင့်ကျေးရွာလေးရောက်ထပ်မင်းနဲ့နေရဲစွန့်ခွာထွက်ပြေးနေကြရပါတယ်လက်ရှိမှာတော့ဆရာနာရှင်တက်စစ်ကြောင်းဟာလောင်းလုံးမြို့အနီးဝန်းကျင်မှာနေရာယူထားဆဲဖြစ်ပါတယ်။တဝယ်မြို့မှာဆရာနာရှင်တက်ကအင်အားရချေစုစည်းပြီးလောင်းလုံးတစ်ဖက်ကမှရှိတဲ့မင်းရဲ့ကတုစိတ်ကန်းကိုစစ်အင်အားအများပြပို့ဆောင်ခဲ့တယ်လို့မြို့ခန့်တွေစီကသိရပါတယ်။နိုဝင်ဘာလ17ရက်နေ့နေ့လယ်ကစပြီးဆရာနာရှင်တက်သားတွေကိုစစ်ကားကြီးတွေနဲ့တင်ဆောင်ပြီးတဝယ်မြို့ပေးကျဆားပြင်းရပ်ကွက်မှာရှိတဲ့မင်းရဲ့ကတုစိတ်ကန်းဖက်ကိုပို့ဆောင်နေတာပါ။ ကျက်စားပြင်ရက်ကွက်ကဒဝဲမြို့ရဲ့တောင်ဖက်အစွန်းမှာတည်ရှိပြီးမြနစ်ချင်းဆိုင်မှာလောင်လုံးမြို့နယ်တည်ရှိပါတယ်။တဝဲအခြေဆိုင်အမတ်ရှိစစ်စင်ရေးကိုကံမှုဌာနချုပ်စက္ကခရှစ်ဖက်ကလာတဲ့စစ်ကားတွေက အာဇာနီလန်အတိုင်းဆင်းလာပြီးမင်းရဲ့ကတုစိတ်ကံဖက်သွားနေရလို့မြို့ခံတချို့ကပြောပါရယ်စက္ကတစည်းမှာအင်အား၄၀လောက်လိုက်ပါလာပြီးကောက်ခွနင်းစင်းလောက်နဲ့အချင်းချင်းတဲဆောင်နေရလို့ဆိုပါရယ် အခြားမြို့ခံတအူးကလည်းဒဝင်မြို့ပေါ်မှာဆင်းရနာရှင်တက်အလုံရွှေတွေများနေပြီးစစ်ကားတွေအပြင်မြေတဲကားတွေနဲ့လည်းမင်းရကတူစိတ်မှရှိတဲ့စစ်စားပင်ရွက်ကွက်ဖက်ကိုပို့ဆောင်နေတာတွေ့ရတယ်လို့ပြောပါရတယ်။အဲ့ဒီရင်တန်းပေါ်မှာအတန်းငယ်ရတဲ့ဆီယနာရှင်တပ်သားတွေလည်းတွေ့ရသလိုရိခါပစ္စည်းတွေလည်းတွေ့ရတယ်လို့ပြောပါရတယ်။မြိတ်ပုတ်ပြင်းပြည်တော်စုလမ်းပေါ်မှာရှိတဲ့ဆီယနာရှင်တပ်စစ်စေးရေးဂိတ်တွေမှာစစ်စင်းမှုပုံမှုတင်းကျပ်လာတဲ့အတွက်ဒေသခံကုန်ကားတွေကုန်စီတင်ဆောင်ရမှာအခက်တွေ့နေကြပါရတယ်။ အဲ့ဒီလမ်းမိုင်းမှာရှိတဲ့စစ်စည်ရေးဂိတ်တွေမှာစောင့်နေတဲ့ဆေးအနာရှင်တပ်သားတွေကဒေသခံကုန်ကားတွေကုန်ပစ္စည်းတင်ဆောင်လာရင်ဖိဖောက်စစ်စည်တာတင်ယူတာတွေပုံမှုလုံဆောင်လာကြပြီးငွေကြေးတောင်းခံတာတွေလည်းပုံများလာတယ်လို့ဆိုပါရယ်။မြေပုတ်ပြင်လမ်းပိုင်းမှာဆေးအနာရှင်တပ်စစ်စည်ရေးဂိတ်20ဝန်းကျင်ရှိတာကနေအခုနှစ်မှာငါးဂိတ်နီးပါးတိုးလာတယ်လို့ဂိတ်တစ်ခုမှာငွေကြေးတောင်းခံတဲ့အထိကောက်ခံနေတယ်လို့ပြောပါရယ်။ အဲ့ဒီစစ်စေးဂိတ်တွေကကုန်တင်ကားတွေနဲ့ခီးသက်တင်ကားတွေစီမှာငွေကြေးပုံမတောင်းခံနေသလိုဆန်နဲ့စားသောက်ကုန်တွေတင်ဆောင်လာရင်လည်းတတ်မှတ်ပမာဏထက်ပိုပေးနေရတယ်လို့ကာသမားတွေကဆိုပါတယ်အဲ့ဒီလမ်းပိုင်းမှာတော်လန်ရေးတက်တွေရဲ့စစ်စေးဂိတ်တွေလည်းရှိတဲ့အတွက်အလှခံတဲ့သဘောနဲ့ငွေကြေးထည့်ဝင်ခိုင်းတဲ့ဂိတ်တွေရှိသလိုငွေကြက်ထောင်ကနန်းကောက်ခံတဲ့ဂိတ်လည်းရှိတယ်လို့ပြောပါရယ် ပုတ်ပြင်းမြို့နယ်မှာရှိတဲ့ကျေးရွာတွေမှာရောင်းချဖို့အတွက်စားတောက်ကုန်အပါအဝင်အခြားကုန်စည်တွေကိုကျေးရွာတွေမှာရှိတဲ့ဒေသခံကားတွေနဲ့မြို့မြို့ကနေတဆင့်တည်ယူပို့ဆောင်ကြတာပါ။တပတ်အတွင်းသတင်းတွေကိုနားဆင်ခဲ့ရတာပါ။ဒီအပတ်အတွက်အထူးသတင်းပေးပို့ချက်ဖြစ်တဲ့ဆေးရနာရှင်တက်ရဲ့ပြည်သူဗဟုပြုတိုက်ခိုက်မှုတွေကြောင့်တနင်္လာရီတိုင်းမှာဆက်ဆောင်တသိန်းနီးပါးရှိလာဆိုတဲ့အကြောင်းကိုတော့ဒွေဝက်အဖွဲ့သားတဦးကပြောပြပေးသွားမှာပါ။ရွေးကောက်ပွဲတစ်ခုရဲ့အမှတ်တင်ကိတာဆိုတာက ပါတီတွေရဲ့မဲဆွယ်စီယုံရေးရင်နှန်းတွေမဲဆွယ်ဟောပြောပွဲတွေနဲ့ယုံကြည်ရာပါတီကိုထောက်ခံတဲ့ပြည်သူတွေရဲ့လှုပ်ရှားမှုတွေလို့ဆိုကြပါဗျ။ဒါပေမဲ့အာနာသိန်းစစ်ကော်မရှင်ကတော့ရွေးကောက်ပွဲနီးလာတဲ့အချိန်မှာပြည်သူကိုဗဟိုပြုတဲ့တိုက်ခိုက်မှုတွေအရှိန်မြင့်လှုပ်လာနေပါဗျ။စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲအကြိုကာလမြင်ကွင်းတွေက လေးချောင်းကနေဘုံကျဲတဲ့ပောက်ကွဲတံတွေနေအိမ်မီးရှို့ရာကထွက်လာတဲ့မီးခိုးလုံးတွေနဲ့ အဝတ်ထည်ကိုတစ်ခုနဲ့ထွက်ပြေးလာရတဲ့ပြည်သူတွေဖြစ်နေပါဗျ။နိုင်ငံတကာအတိုင်းအဝိုင်းနဲ့ကုလသမဂ္ဂကအတိအမှန်မပြုတ်ဘူးလို့ကြေညာထားတဲ့စစ်အုပ်စုရဲ့ရွေးကောက်ပွဲနီးကပ်လာတဲ့အချိန်မှာတနင်္သာရီတိုင်းထဲမှာစစ်ပေးရှောင်တသိန်းနီးပါးဖြစ်လာနေပါပြီ။ရွေးကောက်ပွဲအပိုင်း၁လုံမဲ့မြို့နယ်တွေရဲ့စီးရင်တွေကို ထုတ်ပြန်ခဲ့တဲ့အခုနှစ်ဩဂုတ်လအစောပိုင်းကစပြီးစစ်အာဏာရှင်တပ်ကစစ်တောင်းထိုးတာတွေပိုများလာတယ်လို့နေအိမ်မီးရှို့တာတွေလည်းပိုတိုးလာတာပါ FE5 တနင်္သာရီသူတေသနာအဖွဲ့ရဲ့အစီရင်ခံစာတွေအရအခုနှစ်ဩဂုတ်လကနေအောက်တိုဘာလအထိ3လတာကာလအတွင်းထိတွေ့တိုက်ပွဲပေါင်း165ကြိမ်ဖြစ်ပွားခဲ့တယ်လို့လေကြောင်းတိုက်ခတ်မှုကလည်း82ကြိမ်ထပ်မံရှိခဲ့ပါတယ်။ဆရာနာရှင်တပ်ကပြည်သူကိုဗဟိုပြုတိုက်ခိုက်တာတွေခက်ဆစိတ်လှုပ်လာတဲ့အတွက်အောက်တိုဘာလမှာတနင်္သာရီတိုင်းအတွင်းစစ်ပေးရှောင်တသိန်းနီးပါးအထိရှိလာတာလည်းဖြစ်ပါတယ်။ဒဝဲခရိုင်အတွင်းစစ်ပေးရှောင်4000ခွဲကျော်ရှိပြီး ဘိတ်ခရိုင်မှာတော့4800ကျော်ရှိနေတာပါ။ဆီယာနာရှင်တပ်ကတနင်္သာရီတိုင်းတွင်စစ်ကြောင်းတွေခက်ဆက်စိတ်ထိုးနေတာကစစ်ကော်မရှင်ကလုံမဲ့ရွေးကောက်ပွဲအပြင် တခြားအကြောင်းအရာတွေလည်းရှိတယ်လို့တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံရဲဘော်ဂျူကာကပြောပါတယ်။အဲကျွန်တော်တို့တနင်္သာရီတိုင်းတဲ့ကိုစစ်ကြောင်းတွေခက်ဆက်စိတ်ထိုးလာတာကတော့ခုနကကျွန်တော်တို့ရွေးကောက်ပွဲနဲ့လေရွေးကောက်ပွဲလေးလို့လည်းတက်ဆိုင်တာပေါ့ဗျာဒါပေမဲ့အဲ့ကြောင်းတစ်ခုတည်းတော့မဟုတ်ဘူးပေါ့အဲကျွန်တော်အာနာရှင်ရဲ့ ထပ်ပုတ်ပေါ့ဗျာထပ်ပုတ်ကကျွန်တော်တို့ရုံမော်ရပင်လင်ပင်ရရှိတဲ့ကျွန်တော်တို့တရင်တိုင်းတိုင်းလို့အေရော်လေးလို့ဖြစ်မလားပေါ့အဲ့အဲ့အတွက်သူတို့ကကျွန်တော်တို့တရင်တိုင်းတဲ့ဘက်ကိုစစ်ကောင်စီတပ်သားတွေပို့ပြီးတော့အဖြစ်နေလားပေါ့ဗျာဒီလိုအင်အားပြည့်တယ်မြေစစ်ကြောင်းထိုးလာလို့တော်လိုင်းရဲတပ်တွေရဲ့တိုက်ခိုက်ခံရချိန်မှာအနီးဝန်းကျင်ကျေးရွာတွေကနေအိမ်တွေကိုမီးရှို့တာလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာတွေလည်းခက်ဆက်စိတ်လှုပ်ဆောင်လာပါတယ် ဆရာနာရှင်တပ်စစ်ကြောင်းတွေတိုက်ခိုက်ခံရတဲ့အချိန်နဲ့အထိနာတဲ့အချိန်တိုင်းမှာအခုလိုလှုပ်ဆောင်နေရှိတယ်လို့ရဲဘော်ဂျူကာကပြောပါတယ်။သူတို့ဘက်ကအတိတ်ကနေတည်းကရှိလာပြီဆိုရင်သူတို့ကအနည်းဆက်ဆုံးကြော်တွေကိုမီးရှို့တယ်။လေရင်နဲ့လေရင်ခေါ်ပြီးတော့ဘိုးကြီးခိုင်းတယ်ပေါ့။ဘိုးကြီးခိုင်းတယ်အဲ့အဲ့ဒါကိုလှုပ်တယ်ပေါ့ဗျာ။ဒါကြောင့်လေအောက်ဂူလာကနေအော်တိုဘာလအထိ3လတာကာလအတွင်းမီးရှို့ဖျက်ဆီးခံရတဲ့နေရင်အရေးအတွက်က380နီးပါးရှိလာပြီး စီပေးဆောင်အရေးအတွက်ကလည်းတိုးလာပါဗျ။လက်တလုံးမတော်ထိုင်းမြန်မာနယ်စပ်တနင်္သာရီမြို့နယ်မှာရှိတဲ့မောတောင်မြို့သိန်းတိုက်ပွဲပြင်းထန်တဲ့အချိန်ဆရာနာရှင်တပ်ကလေကြောင်းကနေအကြိမ်ပေါင်းများစွာဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့လက်နက်ကြီးနဲ့လည်းဒရဆက်ပစ်ခတ်ခဲ့ပါဗျ။ဒါကြောင့်ပဲအရသာပြည်သူတွေကနိစက်ရတောတောင်တွေနဲ့နေချားမြင်းဘက်ကိုထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။အခုလိုမျိုးနေရဒေသအသီးသီးမှာစီးရေးအရှိန်မြင့်လာတာနဲ့ဆရာနာရှင်တပ်ရဲ့ပြည်သူဗဟိုပြုတိုက်ခိုက်တာတွေကြောင့် ပိုများလာတဲ့စစ်ပေးရှောင်တွေကလည်းနေရက်မပြောင်းရသေးပဲနိဆက်ရတောတောင်ဥယျာဉ်ခြံတွေနဲ့ဘေးလွတ်ရာတခြားမြို့ရွာတွေမှာခိုးလုံနေကြရတာပါဒီလိုစစ်ရှောင်ဥယျာဉ်တိုးလာတာနဲ့ရေရှည်စစ်ရှောင်နေရတာတွေကြောင့်နေထိုင်ရေးစားနပ်ရိက္ခာစေဝါနဲ့တောက်သုံးရေရရှိရေးကအဓိကအခက်အခဲဖြစ်နေကြတယ်လို့မြိတ်ခင်ထဲမှာရှိတဲ့စစ်ပေးရှောင်တွေကိုကူညီပေးနေတဲ့ခொနစင်ကျဲအဖွဲ့ရဲ့အဖွဲ့ဝင်ကပြောပါတယ် ဒီလိုရေရှည်ဖြစ်လာတဲ့အခြေအနေမှာထောက်ပံ့ကူညီပေးနေတဲ့အဖွဲ့အစည်းတွေလည်းအားနည်းလာပြီးအထောက်ပံ့တွေနည်းပါးလာသလိုအလုတ်ကန်ရှားပါတဲ့အတွက် ဝင်ဝင်မရှိဖြစ်လာပြီးစားတောက်ရည်အတွက်ပါအခက်တွေ့လာရတယ်လို့ဆိုပါတယ်။ချိုးဒေတာကဆေးရှားလေးဆိုရင်ကျွန်တော်တို့ဒီဟိုထမင်းတုံနံကိုတုံနံလုံးအပြေပေါ်မစောက်ရတဲ့အနေထားလေးဆိုတော့ရှီလာတယ်ပေါ့နော်။ဆိုတော့တနန်ရှော့စောက်ရတဲ့အနေထားလေးရှိတယ်။ အဲ့ပုံမှန်ကျွန်တော်တို့စောင်းနေရတဲ့နှုတ်ထွက်တွေ short short ရတဲ့အနေထောမျိုးတွေကဆိုအရီလာစေပီရှောင်းနေမှာကျုံနေရတဲ့အဲ့အခြေအနေမျိုးတွေကတော့ဖြေလာတယ်ပေါ့နော်အခုဆိုရင်စောင်းရသည်ရောက်လာပြီဖြစ်တဲ့အတွက်တသိန်းနီးပါးရှိတဲ့စေပီရှောင်းတွေဟာစောင်းရသည်ရဲ့အေးဒဏ်ကိုပါထပ်ဆင့်ရင်ဆိုင်လာရပြန်ပါတယ်စောင်းရသည်မှာအဖြစ်များတဲ့နှာစေးချောင်းဆိုးတုပ်ကွေးဖျားနာတွေဖြစ်နေကြတယ်လို့ငှက်ဖျားယောဂါကလည်းခေါင်းထောင်နေတယ်လို့ဆိုပါတယ် ဒီလိုအနေထားမှာဆရာနာရှင်တက်ကစေဝါတည်ဆောင်ခွင့်ကိုကန့်သက်ထားတဲ့အတွက်စေဘေးရှောင်တွေပိုပြီးအခက်တွေ့နေကြတာပါလက်ရှိမှာတော့ပွင့်လင်းရသည့်ရောက်လာတာနဲ့အတူအရသားတွေနေထိုင်တဲ့မြို့ရွာတွေကိုပိတ်မှတ်ထားတိုက်ခိုက်နေတဲ့ဆရာနာရှင်တက်ရဲ့ဗျူဟာကြောင့်စေဘေးရှောင်အရေးအတွက်ကရော့ကျသွားဖို့အခြေအနေမရှိဘူးလို့ခွနဆင်ကျဲအဖွဲ့ဝင်ကခံမှန်ပါတယ်အာဒီကတော့ဒီပွင့်လင်းရသည့်ရောက်လာတဲ့ဟာရယ်နောက်ပြီးတော့ဒီ အဲ့ဒီကောင်ဒီပဲကလာပူဝီနီလာတယ်လည်းများဒီဟိုဒီပတိုင်းထဲမှာဖြစ်စေတိတော်နိုင်မို့ကောဟိုကျွန်တော်တို့ဒီတိုက်ပွဲဖြစ်ပေါ်မှုလေပူပူလေးများလာဝင်ဆိုတော့ဆေးဘေးရှောင်းလေးကလည်းပဲအာထားစေပူပူပြီးတော့တိုးလာတဲ့ဟောင်းမျိုးဖြစ်သွားတော့ပေါ့အဲ့ပြန်လို့မရတဲ့နေထော်လေးပူပူများလာတဲ့ခါကျတော့ဆေးရှောင်းဦးရရောသွားတဲ့ဟောင်းမရှိဘဲနဲ့ပူပူကြီးရီဇော့ရီဇော့ပူပူကြီးတိုးလာတဲ့နေထော်မျိုးတော့ဖြစ်တော့ပေါ့ ဒီလိုအခင်းအကျင်းမှာစစ်ဘေးရှောင်တွေကစစ်ဘေးအပြင်စားနပ်ရိက္ခာနဲ့ရာသီဥတုဘေးပါထပ်ဆင့်ကြုံနေရပြီးဒုက္ခမျိုးစုံကိုခါစီခံနေရပါတယ်။ဒါပေမဲ့ဆရာနာရှင်တစုဦးဆောင်တဲ့စစ်ကော်မရှင်အဖွဲ့ကတော့ပြည်သူတွေဘာဖြစ်ဖြစ်ရွေးကောက်ပွဲကျင်းပနိုင်ဖို့အထူးကဖြစ်နေပါတယ်။ရွေးကောက်ပွဲရလတ်မျှတမှုမရှိလို့အာဏာသိမ်းခဲ့ပါတယ်ဆိုတဲ့စစ်ကောင်းဆောင်တွေကစစ်တမ်းကြောင့်အိုးမဲ့အိမ်မဲ့ပြေးနေရတဲ့ဒေသတွေမှာမျှတတဲ့ရွေးကောက်ပွဲလုပ်မယ်လို့ကြွေးကြော်နေပါတယ်။ ဒါပေမဲ့တနင်္သာရီတိုင်းမှာတော့စစ်ပြေးနေသူတသိန်းနီးပါးနဲ့အကြောက်တရားလွှမ်းမိုးနေတဲ့ပြည်သူတွေကိုမဲအတင်ပေးခိုင်းပြီးရွေးကောက်ပွဲအတူကျင်းပဖို့ရှိနေပါတယ်တွယ်ဝါရှိုင်းတော်သားတွေစီစဉ်တင်ဆက်ထားတဲ့သတင်းတွေကိုရှင်းစားခဲ့ရတာပါ။နောက်ပတ်တွင်မှလည်းတနင်္လာရီတိုင်းအတွင်းသတင်းတွေကိုစုံစုံလင်လင်နဲ့တင်ဆက်ပေးသွားမှာမို့စောင့်မျှော်အားပေးကြပါအောင်ရှင်။